လူတွေကဘာကြောင့်ညဘက်အိမ်မပြောကြတာလဲအိမ်မပြောကြရတဲ့အကြောင်းရင်းအများကြီးရှိပါတယ်အဲ့ဒီဒီကမှအချက်အနည်းငယ်ချို့ကို sharing လုပ်ပေးချင်ပါတယ်နံပါတ်၁စိတ်ဖိစီးမှုနဲ့ဆွေးပွားမှုများစိတ်ဖိစီးမှုနဲ့ဆွေးပွားမှုတွေကအိဆက်ချင်းကိုနှောက်ယှက်ဖြစ်စေနိုင်ပါတယ်စီပင်မှုများတဲ့အခါအုံနောက်ကလို့တက်ကြမှုကိုဖြစ်စေပြီးအပြုတ်ဖို့ခက်ခဲစေပါလေ။နံပါတ်1အိတ်ချိန်မှန်ခြင်းအိတ်ချိန်မှန်တာ ဖက်နောက်ကျမှအိတ်တာအေးကြတာတွေကခန္ဓာကိုယ်ရဲ့ဇီဝဓာတ်ကိုပျက်စီးစေပြီးအိတ်မပျော်တဲ့ပြဿနာဓာတ်ကိုဖြစ်စေပါတယ်။နံပါတ်3ကဖိန်းဓာတ်နဲ့အရက်တောက်သုံးမှုကဖိန်းဓာတ်ပါတဲ့ကော်ဖီလက်ဖက်ရည်အချူရည်တွေကိုညနေပိုင်းနဲ့ညဘက်တောက်သုံးပြီးအိတ်ဆက်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အရက်တောက်သုံးမှုကလည်းအိတ်ဆက်ခြင်းအရည်သွေးကိုကျဆင်းစေနိုင်ပါတယ်။နံပါတ်4ပတ်ဝန်းကျင်အခြေအနေအလင်းရောင်များတာအတန်ဆူညံတာအပူချိန်မသင့်တော်တာတွေကအိတ်ဆက်ခြင်းကို များကြီးနှောက်ရှက်ဖြစ်စေနိုင်ပါတယ်။နံပါတ်5ကျန်းမာရေးပြဿနာများနာတာရှည်၊နာကျင်မှု၊ပန်းနိုင်ရင်ကျက်၊စိတ်ကြရောဂါ၊ဟော်မုန်းမြင့်မားမှုတွေကလည်းအိပ်ပျော်ပျော်စေတဲ့အကြောင်းရင်းတွေဖြစ်စေပါတယ်။နံပါတ်6ဆေးဝါးမြင့်တွေရဲ့ဘေးထွက်ဆိုးကျိုးတချို့ဆေးဝါးတွေရဲ့ဘေးတက်ဆိုးကျိုးတွေကြောင့်အိပ်ပျော်ပျော်ရမျိုးလည်းဖြစ်နိုင်ပါတယ်။နံပါတ်7လူနေမှုပုံစံရေချင်ခံမလုပ်တာညဘက်မှာဖုန်း၊ TV ၊ကွန်ပျူတာတွေသုံးယူတာတွေကအိပ်ဆက်ခြင်းကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်8 အိမ်မဆိုးမှတ်ခြင်းအိမ်မဆိုးမှတ်တာကလည်းအိပ်စက်ခြင်းကိုနှောင့်ယှက်ဖြစ်စေနိုင်ပါတယ်။ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲ။အရင်ဆုံးစိတ်ဖိစီးမှုကိုလျှော့ချပါ။အိတ်ချင်မအောင်ကူးဆိုင်ပါ။ကဖိန်းတက်တဲ့အရက်ကိုလျှော့တော့ပါ။ခုရဲ့အိတ်ခန်းကိုတက်တောင့်တက်တာဖြစ်အောင် ပြင်ဆင်ပါ။ဒီကျင်ငယ်ပုံမှန်လုပ်ပါ။ဆရာဝန်နဲ့တိုင်ပင်ပြီးလိုအပ်ရင်ကုသမှုခင်ကြည့်ပါ။အင်ပြိုရိပ်ပတနာကရေရှိမှာစက်မရည်ကိုအများကြီးထိခိုက်နေတဲ့နာကြောင့် view design ဖြစ်ရှင်းတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်